ရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့အနောက်ဘက်လက်ဤကျေးရွာဘက်ကစာတင်ချောင်းကိုစစ်ကောင်စီကအသေးခံ drone တွေနဲ့ပစ်ခတ်ခဲ့တာကြောင့်မူလာရန်ရွယ်ကလေးငယ်အုပ်ထိမှန်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့နေ့နက်ပိုင်းမှာစစ်ကောင်စီဟာဖဲခုံမြို့အနောက်ဘက်မှာရှိတဲ့လက်ဤကျေးရွာဖုံးတော်ကြီးတင်ပညာရေးကျောင်းကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲအကြမ်းဖက်အသေးခံ drone နဲ့ပစ်ခတ်ခဲ့တာပါ အဆိုပါဖြစ်စဉ်ကြောင့်စာတင်နေတဲ့ကလေးငယ်နှုတ်ဦးထိခိုက်ခဲ့သလိုဘုံကြီးကျောင်းပရဝန်ချို့လည်းပျက်စီးခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီကစာတင်ကျောင်းတွေကိုပိတ်မထားတိုက်ခိုက်နေချိန်မှာကျောင်းတွေပိတ်ထားတာကပိုစိတ်ချရပြီးစစ်ကောင်စီဟာကလေးတွေကိုပိတ်မထားတိုက်ခိုက်နေသလိုဖြစ်တယ်လို့ဖဲခုံစစ်ဆောင်တို့ကပြောပါရယ် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းတွေဟာအင်အားတစ်ထောင်ခန့်နဲ့စစ်ကြောင်းခွဲပြီးတိုက်ခိုက်မှုတွေပြုလုပ်နေတာမို့ပြည်သူတွေသတိထားကြဖို့တော်လိုင်းရင်တပ်ဖွဲ့တွေကပြောဆိုထားပါတယ်။